ော်လန်ပြည်သူပေါင်းလို့ရှင်ဒီတစ်ပတ်အတွက်ဘဲတော်လန်အဖွဲ့တွေကိုကူပြီးကြလှူပြီးကြပြီလဲရှင်သူ့ရဲ့ကူကြမယ်လှူကြမယ်စီစဉ်ရနေတော်လန်ပြည်သူတွေရဲ့ဒီအခက်ခဲကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးကြပါလေတော်လန်ခီးရဲ့အရွေးတွေမှာအောက်တစ်ချက်သေးတဲ့ဝင်းဖြစ်ကိုရိုင်းပါဝေထွန်းဆက်နိုင်ဖို့ကူကြမယ်လှူကြမယ် Hello တော်လန်ပြည်သူပေါင်းလို့ရှင့် ပတ်စဉ်တင်ဆက်ပေးနေကြ PPTV ရဲ့ကုကြမယ်လှူကြမယ်စီစဉ်တာနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ပြီးခဲ့တဲ့ကာလတွေကလုတ်ခဲ့တဲ့ကမ်ပိန်းတွေရေးမှန်းထားတဲ့တာဂက်တွေရောက်တဲ့အချိန်ဝိုင်းဝန်းပေးခဲ့ကြတဲ့တော်လှန်ပြည်သူပေါင်းကိုကျေးဇူးတင်စကားဥစားပြောချင်ပါတယ်ရှင်။ပြည်သူလူထုတရလုံးကတော်လှန်ရေးမှာရရနီးနဲ့ဒီဇိုင်းမမတ်ပါဝင်နေဆဲပဲဖြစ်တယ်ဆိုတာကိုဒီကမ်ပိန်းအောင်မြင်မှုတွေကနေတနည်းတစ်ပုံနဲ့ညွှန်ပြနေရပါ။ပထမဆုံးချူပြောပြပေးခြင်းတဲ့ကမ်ပိန်းကတော့ Operation Sit Down ကမ်ပိန်းပါရှင်။ အဲ့ဒီကမ်ပိန်းကိုနေပြည်တော်နဲ့အနီးဆုံးမှာရှိပြီးတော့ဒေတာရှိမှအခြေပြုလှုပ်ရှားနေရနေပြည်တော်တက်ရင်၈၃၈အတွက်ပြုလုပ်နေတဲ့ကမ်ပိန်းဖြစ်ပါတယ်နေပြည်တော်တက်ရင်၈၃၈ဟာဆိုရင် နေပြည်တော်တိုင်းစစ်ဌာနအောက်မှာရှိပြီးတော့ NUG ရဲ့ MOD တက်ရင်တွေကတခုတည်းဖြစ်ပါတယ်ရှင် နေပြည်တော်တက်ရင်၈၃၈ဟာဒေတာရှိစစ်တောင်းမြစ်ရှစ်ဘက်ချမ်းမှာစစ်စင်ရင်တွေကိုပေါ်ဆောင်နေသလိုပဲ နေပြီးတော့ကောင်စီနယ်မြေပြည်မနာမြို့နယ်ထဲမှာဆိုရင်လည်းဆက်စည်ရင်တွေကိုပေါ်ဆောင်နေခဲ့တဲ့ရင်းတရင်လည်းဖြစ်ပါတယ်တရင်မှာစစ်ကြောင်းတစ်ကြောင်းထပ်ပေါ်တဲ့အင်အားရှိပေမဲ့လည်းလက်နက်အင်အားတွေကတော့အားနည်းနေဆဲဖြစ်ပါတယ်။ဒါကြောင့်လက်နက်ဝယ်ယူဖြစ်တဲ့နိုင်ရေးအတွက်အခုလိုမျိုး operation စစ်တောင်းကမ်ပိန်းကိုပြုလုပ်ရတာပါ။ operation စစ်တောင်းဆိုတာကနေပြည်တော်တရင်838ကရဲဘော်တွေကိုဂန်းနဲ့20တက်ဆင်ပေးနိုင်ရေးအတွက်ပြုလုပ်တဲ့ဂန်းကမ်ပိန်းပဲဖြစ်ပါတယ်။ ကမိတ်အတွက် target ကတော့7300ဖြစ်ပြီးတော့ကမိတ်ကလာကစက်တင်ဘာလ16ကနေနိုဝင်ဘာလ10ရက်နေ့အထိဖြစ်ပါလေရှင်။ဒီကမိတ်လေးတာပြည့်မီမယ်ဆိုရင်နေပြည်တော်နဲ့အလံမဝေးနဲ့ရေတရှိစစ်တောင်းမြေအနောက်ဖက်ချမ်းတွေမှာပါစေရေးအချိန်ကိုတိုးမြင့်နိုင်မှာလည်းဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ operation စစ်တောင်းမှာလည်းပါဝင်ကူညီပေးကြဖို့ချို့ကမေတ္တာရက်ခံစီပါလေရှင်။ကမင်းမှာပါဝင်လူသူတွေအနေနဲ့အခုဖော်ပြထားတဲ့နေ့နဲ့ကျူအောက်ကုတ်တော့ကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။ မြင်းချံခရိုင်စစ်ဌာနမြင်းချံခရိုင်ခုတ်ကဲအောက်မှာရှိတဲ့တရင်တပ်ခွဲတွေရဲ့လိုအပ်ချက်တွေကိုရှားနှုံးပြည့်ဖြည့်တင်းနိုင်ရေးအတွက်ပြုလုပ်နေရဲ့အနည်းမခန့်မြင်းချံကမ်ပိန်းနဲ့မိတ်ဆက်ပေးစင်ပါတယ်ရှင်။ကမ်ပိန်းရည်မှန်းချက်ကတော့စက်သိန်း9000ဖြစ်ပါတယ်။ကမ်ပိန်းကာလကစက်တင်ဘာလ15ရက်ကနေအောက်တိုဘာလ30ရက်ထိဖြစ်ပါတယ်။အကာအကွယ်မရှိတဲ့မြေပြန့်ပေါ်မှာပေါ်ပေါ်တင်တင်ပွဲကနေကြတဲ့သူတွေမဟာဗျူဟာကြတဲ့ချင်းတွေနဲ့အေယာဝတီအဆက်နာမှာတတိရှိရှိနဲ့စော်နေကြတဲ့သူတွေ စကားကိုဖွင့်နေပြီးပြောနေရင်လည်းဒဲ့ပြောဒဲ့ပြင်းတက်တဲ့မြင်းချံသားတွေရဲ့အနည်းမခံမြင်းချံကံမေးလို့ကံမေးဥဆောင်သူတွေကပြောထားပါတယ်ရှင်။ရန်သူကိုထိရောက်စွာတိုက်ခိုက်နိုင်မှုအတွက်လက်နက်ခဲရဲနဲ့စစ်ပစ္စည်းတွေကအဆက်မပြတ်ကိုလိုအပ်နေပါတယ်။စားနေရခါနဲ့ဆေးဝါးတွေရှင်တဲ့စစ်မီပြင်မှာအသက်ရှင်ရက်တီကို စားစရာတောက်စရာနဲ့စမ်းမာရေးစောက်ရှောက်မှုတွေကမရှိမဖြစ်လိုအပ်နေရပါဘူး။ တော်လန်ထောက်ပို့တွေရဲ့ပံ့ပိုးမှုဟာဆိုရင်လေရဲဘော်တွေကိုသူတို့တိတ်ရောက်တယ်မဟုတ်ပဲနဲ့တနိုင်ငံလုံးကပြည်သူတွေရဲ့ကြောထောက်နောက်ခံပြုမှုတွေရှိနေရဆိုတဲ့ခန်းစားချက်ကိုလည်းပေးနိုင်မှာဖြစ်ပါတယ်ရှင်။အဲ့ဒီအတွက်အနည်းမခံငင်းချံကမ်းမိန်းမှာပါဝင်ကူညီပေးကြဖို့ချူဟာတိုက်တွန်းချင်ပါတယ်။ကမ်းမိန်းမှာပါဝင်လူသူတွေနေနဲ့အခုဖော်ပြထားတဲ့ link နဲ့ချူဟာကုတ်တော့ကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။အခုတခါမှာတော့စောင်းစစ်တီဆိုတဲ့ကမ်ပိန်းနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ အညာဆောင်ပါဆိုရင်အေးအေးချမ်းလို့လို့ချမ်းလို့လာပါရဲ့ရှင်ဒီလိုမျိုးချမ်းအေးတဲ့အညာဆောင်ကိုအန်တုတ်ပြီးတော့တိုက်ပွဲဝင်နေတယ်အညာသားရှဲဘော်တွေကဆိုလည်းအများကြီးပါပဲနေပူပူမိုးရွာရွာတိုက်ပွဲဝင်နေရကြအောင်ရှဲဘော်တွေရဲ့ဖက်နက်ကြောဘူးအိတ်စတဲ့စစ်အသုံးဆောင်တွေကဆိုရင်လည်းရုံရင်းပြက်စီးလို့လာပါတယ်ဒီလိုပြက်စီးလာတဲ့အသုံးဆောင်တွေကိုပြန်လည်ဖြည့်တင်းဖို့ရန်အတွက်ဆိုရင်အခုလိုမျိုးစောင့်စစ်သည့်ကမ်ပိန်းလေးပြုလုပ်လိုက်ရခြင်းဖြစ်တယ်လို့ကမ်ပိန်းဥဆောင်သူတွေကအသိပေးထားပါတယ်ရှင်။ ဒီကမ်ပိန်းလေးကရရှိသမျှတွေကိုဆိုရင်အညာဒေသမှာစခန်းတွေသိမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေတဲ့96 soldiers PDF အညာတပ်ခွဲကရဲဘော်တွေရဲ့လိုအပ်ချက်တွေကိုထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ပြောထားပါတယ်။ပါဝင်အဖြစ်လူသူတွေအနေနဲ့ဖက်နက်တရံကို1000ချက်ကျောပွင့်တလုံးကို3000ချက်စေဝါအတွက်ဆိုရင်9000ချက်နဲ့ယူနီဖောင်းသစုံကိုတသိန်းချက်တို့ဖြစ်ပြီးတော့မိမိတို့နိုင်သလောက်ပမာဏနဲ့လည်းပါဝင်အဖြစ်နိုင်ပါတယ်ရှင်။ ကမ်မိန်းကာလာကအောက်တိုဘာ၄ရက်ကနေ31ရက်အထိပဲဖြစ်ပြီးတော့ကမ်မိန်းတာဂက်က73500ဖြစ်ပါတယ်။ကမ်မိန်းမှာပါဝင်လူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့ကျွာကုတ်တို့ကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။ခုနောက်ဆုံးသူမိတ်ဆက်ပေးခြင်းနဲ့ကမ်းမရတော့ဟုတ်ပင် motion ကမ်းမဖြစ်ပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်ဆေးအုပ်စုရဲ့လူမဆန်တဲ့မိုင်း နေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးတွေရဲ့ဒဏ်တွေကြောင့်အရသားပြည်သူတွေနဲ့ရဲဘော်တွေအားဆိုရင်ခြေလက်စိတ်ပိုင်းတွေကိုပေးဆက်ဆုံးရှုံးခဲ့ရပါတယ်ရှင်။ဒါပေမဲ့လည်းနေ့စဉ်နဲ့အများအခက်ခဲနဲ့နာကျင်မှုတွေကိုရင်းဆိုင်ကြော်ဖြတ်ရတဲ့အခါမှာညှော်လင့်ချက်တွေဆုံးရှုံးမသွားစေဖို့ကအနာဂတ်အိမ်မက်တွေအတွက်အရှုံးမပေးဘဲရှေ့ဆက်နိုင်ဖို့လိုအပ်နေတဲ့ခြေတုလက်တုတွေကိုတက်ဆင်ပေးနိုင်ဖို့ပြည်သူတွေနဲ့အတူစူးစမ်းကြပါလေရှင်။အဲ့ဒီအတွက်ဒီလိုမျိုး Hope in Motion Campaign ကိုပြုလုပ်ရတာပါ။ project ဟုတ်ပေမို့ရှင်ကမေးမှာဆိုရင်ပါဝင်ကူညီပေးမှုတိုင်းဟာနည်းသည့်ဖြစ်စေများသည့်ဖြစ်စေခြေလက်အင်ကဆုံးရှုံးခဲ့ရတဲ့ပြည်သူလူထုနဲ့ရဲဘော်တွေအတွက်ကတော့နာကျင်နေရတဲ့အခြေအနေကနေပြန်လည်ရှက်တင်နိုင်မှုအခွင့်အရေးလေးတစ်ခုဖန်တီးပေးခြင်းပဲဖြစ်ပါတယ်ရှင်။မှောင်မိုက်နေတဲ့ညတွေကိုရောင်းနေအလင်းခွင်းပြီးတော့လင်းလက်စေတယ်လို့မျိုးပါပဲ။ဟုတ်ပေမို့ရှင်ကမေးမှာပါဝင်ကူညီကြဖို့အတွက်သူကအခုလိုမျိုးတိုက်တွန်းနေပါတယ်ရှင်။ ကမ်ပိန်းမှာပါဝင်လိုသူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့ QR code တို့ကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။ခုပြောပြပေးခဲ့တဲ့ကမ်ပိန်းတွေရည်မှန်းထားတဲ့ target တွေပြည့်မီဖို့ကတော်လန်ပြည်သူတွေအင်လိုက်အားလိုက်နဲ့ပါဝင်အားဖြစ်ပေးကြမယ်လို့အပြည့်အဝယုံကြည်ပါတယ်ရှင်။နောက်ဘက်တွေမှာလည်းဒဏ္ဍာရမှာကိုရလှူရမယ်ရှာဖွေဖို့ခန့်နေကြတဲ့တော်လန်ပြည်သူတွေအတွက်လှူနိုင်ကုန်နိုင်ကြမယ့်ကမ်ပိန်းတွေကိုထပ်မံပြီးရှာဖွေမိတ်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြီးစုကြဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။ ထဲသိမ်းမိတ်ဆက်ပေးစီခြင်းနဲ့ကမ်မင်းတွေရှိရင်ဒီ post အောက်မှာ comment လာရေးပြလို့ရပါတယ်ရှင်။ငါတို့မှာငါတို့ဝယ်ရှိရဲ့ဒီတော်လိုင်းအောင်မှုအတွက်ငါတို့ကုမယ်ငါတို့လှူမယ်။